သေးကြတာခုကကျွန်တော်ပြောချင်တာကအာနာရှင်မြန်မြန်ပြုတ်ဖို့အတွက်ကိုကျွန်တော်အချင်းချင်းပြန်တိုက်နေလို့မရတိုင်းရင်းသားဒေသအစည်းအသီးကလည်းခုနအချင်းချင်းတွေပြန်ထပ်ဖြစ်နေမယ်ဆိုအာနာရှင်ပြုတ်ကြရေးကိုကျွန်တော်ဒဇန်မမဲ့သွားလို့မရလက်ရှိစစ်ကောင်စီကအကြမ်းဖက်အဖွဲ့စည်းပါလို့ CRB ကပြင်ညာထားတာအဲ့တော့အကြမ်းဖက်အဖွဲ့စည်းနေတဲ့ပတ်သက်တဲ့လူမှန်နဲ့အကုန်ကတ်မယ်ဆိုရင်စစ်တပ်မျိုးရိုးမှန်နဲ့အကုန်ကတ်မယ်ကွာ ိုင်းချရမီဘာပီတူညိုကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ News Page Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် April 15ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့နေ့နေ့ညမှာနောက်ဆုံးကြားသိရတဲ့ပေါ့နော်တော်လန်တရင်ကောင်းနေနဲ့ပတ်သက်ပြီးတော့မှမြတ်စွာရှိတော်မလို့ကျွန်တဲ့သူဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်အယုံဆုံးနေနဲ့ခါတဲ့လိုပဲတရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပိုးအနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရီမြို့နယ်အတွင်းမှာကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စက်ကားခစနစ်အနီးနားမှာရှိတဲ့ စစ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်နေပြီးတော့မှတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အချမ်းဘက်စစ်ကောင်စီတပ်ရဲ့ဂျုံတို့ခမာယ945တရင်နဲ့ခမာယ946တရင်တို့ကနေပြီးတော့မှညာပိုင်းမှာသူတို့ထိန်းချုပ်ထားတဲ့ရင်ခွဲတောင်လမ်းပိုင်းကနေပြီးတော့မှပြည်သူတွေရှိနေတဲ့ရေပူကြီးကော့ဝါလဲဝင်းပြနှောင်းသမိန်သမိန်တို့တောင်ကပိုင်ရိုက်မိကလုံးကန်းဒီကျွော်တွေကိုလက်နေကြီးတွေနဲ့စစ်တပ်ပြစ်ခတ်နေတယ်လို့သိရတာပဲဖြစ်ပါတယ်။ဒီကောင်တွေပြည်သူတွေရှိတဲ့ရွာတွေကိုညာတိုင်းလက်နေကြီးတွေနဲ့လိုက်ပစ်နေတာအဲ့ဒီတော့ကန်နယ်လင်နဲ့ PDF တွေကတီးမခံနိုင်တော့လို့ ီကောင်တွေရှိတဲ့နေရာကိုဝိုင်းတက်တဲ့အခုတိုက်ပွဲတွေပြင်းထန်နေတယ်။ရွာသားတွေကတာမညဘက်ရွှေဖြူကျောင်းဘက်ပြန်ရှောင်နေကြပြီဆိုပြီးတော့မှကျွန်တော်စစ်ဒေသတတိယမြေကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်မိဘပြည်သူတွေရှိတဲ့နေရာတွေကိုလက်နေကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေတဲ့စစ်ခွေးတိုက်ကိုကျွန်တော်ကနေလနဲ့ပေါင်းတပ်ဖို့ဝင်ရတယ်ပြမခုဆိုရင်စတဲ့တက်ခနေတာပြမစကောင်စီနေလဲဒီနေမှာလဲပေါ့နော်လေချောင်းတက်ခမှုတွေဘုံကျဲချမှုတွေလဲလှုပ်ဆောင်နေတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ ပဲခူးတိုင်းပရောင်မြို့နယ်မှာရှိတဲ့ညောင်ကျိုးနဲ့ညောင်ချတော့စခန်းတွေကိုစစ်ကောင်စီရဲ့စစ်ရင်အားတွေပို့ဆောင်နေပြီးတော့မှစစ်ပင်စင်လက်ရှိတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရောင်ချိုးကိုပြန်သိမ်းနိုင်ဖို့အတွက်ကပ္ပဆာစေယုံတွေဘက်ကိုထိုးစစ်ရောက်မလာဖို့အပြည့်ရထားတဲ့ကာလတွေမှာအလီမြန်အင်အားပို့နေတာပြီးခဲ့တဲ့9နှစ်ကလေးကညောင်ချိုးနဲ့ပရောင်းကိုအင်အားအလဲအလဲလုပ်နေတာတွေရှိတယ်ဆိုပြီးတော့မှစေရေးတရီမိကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ April 9ရက်နေ့ကအရခတ်တတော် A တင်ပိုက်ထားတဲ့ညောင်ချိုးစခန်းဆိုရင်ကပ္ပဆာစေယုံတွေတည်ရှိတဲ့ညောင်ချိုးတောင်းနဲ့ ဆယ်မိုင်ခန့်သာကွာဝေးပြီးတော့မှစစ်ကောင်စီကကပ္ပဆာစစ်အုံတွေကောက်ွယ်ဖို့စစ်အုံတွေမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးမှကြောင့်ကိုစစ်ပြကွန်လေးနဲ့လေးကျင့်ရေးဆင်ခိုင်းထားတယ်ဆိုပြီးမှကျွန်တော်တို့နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျတို့ဘက်ကနေပြမချင်းနေကောင်းနေတဲ့အချိန်မှာစကောင်စီကနေပြမတော်တော်လေးကိုအုံလို့ချောက်ချနေတာပြမပါနော်သူတို့ရဲ့ဒီအကူအားထားရတဲ့ကပ္ပဆဆလင်းနေယုံတွေကဆိုတော့အေးနဲ့ကျတို့တော်လံပူပေါင်းတပ်ဖို့နေလက်ထဲကိုကြောက်အောင်မယ်ဆိုတာတော့ကျတို့အခုဆိုရင်ပြောလို့ရနေတာပဲဖြစ်ပါတယ်စကောင်စီတပ်ဖို့ဝင်နေ နောက်မကျတဲ့ခေတ်မှာပြည်သူဘက်ကအလီမန်ဆုံးကူပြောင်းတင်နေပြီဆိုတဲ့အကြောင်းလည်းဒီနေရာကနေထပ်ပြီးတော့မှသတိပေးပြောလိုပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့နယ်လဝါကျွော်နီးနဲ့ခွန်ဆိုင်ရန်ရွာနီးမှာကချင်လူလည်တမတော်ကဲရင်နဲ့စစ်ကောင်စီပြည်သူစစ်ပူပေါင်းတပ်တို့ဧပြီလ15ရက်နေ့နေ့ပိုင်းမှာတိုက်ပွဲပြပွားနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကားဆန်နဲ့မင်းစေတန်ပြူသူစစ်တွေအဲ့ဒီနှစ်ဖွဲ့လို့ချားနေတာသူတို့ကလဝါရော်ကိုသူတို့ကသုံးပုံကမီးရှို့လိုက်ပြီးအဲ့ဒီမင်းစေတန်အဖွဲ့တွေကတိုက်ပွဲကဒီနေ့တော့နေရဖြစ်နေတယ်ဆိုပြီးတော့ စေရေးတရင်မြစ်ကနေပြန်မပြောဆိုထားရပဲဖြစ်ပါတယ်။ဒီစကောင့်စီနဲ့ပြည်သူ့ဆေးအဖွဲ့ပေါ်မှာအင်အား300လောက်ရှိတဲ့စစ်ကြောင်းအဆောင်တော့ကျွန်တော်တို့ဒီလိုမျိုးခြေရာတွေကိုလိုက်လံပြီးရှုပ်နေတာပြပမာ KA ကနေပြမအခုဆိုရင်ဖြစ်ခရှင်းလင်းမှုတွေလောက်ဆောင်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တို့နဲ့ KA ကနေပြမယူဆောင်လာပေးမဲ့တရင်ကောင်းတွေကြိုက်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ညပထမအဆုံးအနေနဲ့ကြံပါကတော့ကျွန်တော်တို့အခုဆိုရင်စကောင့်စီတပ်ဖွဲ့ဝင်တွေကနေပြမပြည်သူတွေကိုကျွန်တော်တို့တော်လိုင်းရေးစကားရေပါနော်လေးချောင်းတဲဟဲမှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကို ဒီမြောက်နိုင်တို့အုပ်စုရဲ့တတိမှန်ပြန်ချရေးဆိုပြီးတော့မှအားချောင်နေတဲ့စော်မဲလီရန်နေပြီးတော့ဝန်ခံပြောကြားထားတဲ့ဟာကိုကိုစီကနေပြီးတော့မှပြန်ပြီးတော့မှသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော် PDF တွေကိုအကျန်းဖက်သမားတို့မင်းတို့ဘက်ကတတ်မှတ်မယ်ဆိုရင် PDF အချမ်းကလည်းနော် PDF တော့မဟုတ်ဘူး CRPH ဆိုတာဒီရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ဒါဒီပြည်သူ့ရဲ့အနီးစပ်ဆုံးဖွဲ့စည်းပြီးအဲ့ဒါနီးစပ်တာမရှိတော့ဘူးစစ်တပ်ဆိုတာပြည်သူကိုယ်စားလှယ်မဟုတ်ဘူး ်စီရပီအေးမှာရှိတဲ့ထွတ်တော်ကိုယ်စားလှယ်ဆိုတော့ပြည်သူကိုယ်စားပြုတာလားအဲ့တော့အဲ့ပြည်သူကိုယ်စားပြုတာတဲ့အဖွဲ့ဒီ PDF ကအကြမ်းဖက်ပါလို့ပြောထားလားစစ်တပ်ကအကြမ်းဖက်ပါလို့ပြောထားလားလက်ရှိစစ်ကောင်စီကအကြမ်းဖက်အဖွဲ့စည်းပါလို့ CRB ကကြေညာထားတာအဲ့တော့အကြမ်းဖက်အဖွဲ့စည်းနေတဲ့ပတ်သက်တဲ့လူမှန်နဲ့အကုန်ကတ်နေဆိုရင်စစ်တပ်မျိုးရိုးမှန်နဲ့အကုန်ကတ်ပြရမလားအဲ့ဒါရှင်းတယ်နိုင်ငံတကာအဲ့ဒီမေကုံးမဲပြန်ထောက်လိုက်ရုံပဲနော်ဇော်မဲလုံးပြောတဲ့စကားဒီတိုင်းပြည်ကိုကိုစားပြုတဲ့စစ်တပ်တစ်ခုရဲ့ပြောစကားလားစစ်သွေးကြွနော်ဒီ အဖြစ်သမားเนาะဒီအကျန်းဖက်သမားတယောက်ရဲ့အပြောစကားလားဖေရဲ့ PDF ဖြစ်နေတယ်သူ့ရဲ့အရွယ်မြောက်လေးနဲ့ခလေးရဒီဖေနဲ့ပတ်သက်ခွင့်မရှိတော့ဘူးလားဆိုတော့ဒီဖေနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်အဲ့ခလေးကိုတပ်ဖြစ်ကမှာလားအဲ့ဒါဆိုရင်မင်းတို့ခွေးမျိုးတွေတိုင်းပြီးတော့အကုန်မျိုးပြောက်လာကြပြီဟမ်စစ်သားသားပြီးအကုန်တက်ကဘယ်လိုဖြစ်ကုန်လဲတိုင်းပြည်ပေါ်ကောင်းဆောင်လုပ်ရှင်တဲ့ကောင်းတကောင်းကပြောတဲ့စကားဟမ်လမ်းပဲဖာရမသားတော်သူ့ဆက်တာအောင်မယ်ပေါက်ပန်း၄၀ပြောချင်တယ်ပြော စဉ်းစားကြည့်เนาะဒီလိုကောင်မျိုးတွေကိုစစ်တပ်ထောက်ခံတယ်ဆိုတဲ့လူတွေအနေနဲ့ဘလို့အုံနောက်မျိုးဘလို့တိရမ်းမျိုးထောက်ခံတယ်မရှက်ဘူးလားမသိအခုဒီလိုပြောလိုက်စကားကြီးရှက်စရာကြီးဟမ်ဒီလိုစကားမျိုးကို AMG ဘက်ကလည်းပြောရင်ကျွန်တော်တို့ကိုယ်တိုင်တောက်မယ်ဒါဟာအဘိမရှိတဲ့စကားမဟုတ်ဘူးလေပုံမှန်လေးတဲ့အောက်သားသားစကားဟုတ်တယ်နော်ဒီလိုစကားမျိုးကိုကိုတော်လိုင်းအင်အားစုဘက်ကပြောရင်ပြည်သူတွေတောက်မယ်အဲ့တော့အကြမ်းဖက်ဓမ္မတွေနဲ့ပတ်သက်လို့ကလေးတွေပါတတ်ကြတယ်ဆိုလို့ရှိရင်လက်ရှိမြန်မာပြည်မှာပြည်သူကိုအကြမ်းဖက်နေတာဒီဘယ်ဖွဲ့စည်းလဲဟမ်ပြည်သူရဲ့အနည်းဆက်ဆုံး ွတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPHD လက်ရှိအာဏာသိမ်းစစ်ကောင်စီကအကြမ်းဖက်ဖွဲ့စည်းပါလို့ကြေညာထားတဲ့နံပါတ်1တစ်ချက်နံပါတ်1တစ်ချက်မြန်မာပြည်မှာ PDF တွေတိုင်းသားလက်နက်ကင်တွေစစ်ကြောင်းထိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ဒေတာမရှိဘူးဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းထိုးရင်ရွာလုံးကျွတ်မဟုတ်ဘူးရွာ9ရွာရှိ9ရွာလုံးအကုန်လုံးပြေးရတယ်အဲ့တော့တိုင်းပြည်နဲ့ပြည်သူပေါ်အကြမ်းဖက်နေတာဒီဘယ်ဖွဲ့စည်းလဲအဲ့တော့အကြမ်းဖက်ဖွဲ့စည်းရဲ့နော်ပတ်သက်နေလို့ရှိရင်အကုန်တက်ခွင့်ရှိတယ်ဆိုရင်ဒါဘုဒ္ဓဆောင်မင်းထုံးကိုယ်တိုင်ပြောခဲ့တဲ့စကား အဲ့တော့ PDF တွေအနေနဲ့လက်ရှိစစ်ကောင်စီတောက်တိုင်ဆိုပြီးဒလန်လေးရှင်းတယ်ဒလန်မှာမဟုတ်တော့ဘူးစစ်သက်သားတွေနဲ့ရှင်းွက်ရှိတယ်ဒါဇော်မင်းတို့သက္ကားတိုင်းဆိုအဲ့လိုပဲစစ်သားတမီးကရဲသားတမီးကချင်းကဲဘယ်လိုဖြစ်ပုံလဲဟမ်အဲ့လိုလုပ်လို့ရသေးလားအဲ့တော့တကယ်အကျန်းဖက်ဓမ္မအကျန်းဖက်စကားတွေပြောနေတာဘယ်လိုလဲအကျန်းဖက်အလုပ်လုပ်နေတာဘယ်လိုလဲဟမ်ရှင်းရှင်းလေးအဖေကအဲ့တော့နိုင်ငံတကာအနေနဲ့ကျွန်တော်တော်လှန်ရေးစုဘက်ကနော်ခေါင်းဆောင်တွေအနေနဲ့ဒါမျိုးတွေကိုနိုင်ငံတကာအသိစိတ်ပြောရမယ် နော်ကဲသူမကအဲ့လိုပြောလဲဆိုရင်ပြည်သူတွေကသူတို့အကြမ်းဖက်သမားတို့ပြန်ဆွဆွဲထားတာဟာပြည်သူတွေကစစ်သားပါပြီဆိုရိုက်တက်သွားဆိုဘယ်လိုဘယ်လိုရှင်းရမလဲမြမဖီမန်တွေးထောင်းစီကုန်ကအနေထားမဟုတ်ဘူးလားကိုစီပြောတော့ရရအောင်ပါတယ်နော်ဇော်မဲလင်ရတယ်ပြီးတော့မှကျွန်တော်2023ခုနှစ်ဧပြီလ17ရက်နေ့မှာပစိကြီးကျေးရွာကိုဘုံကျဲတက်ခဲမှုမှာကျွန်တော်တို့လူပေါင်း168ယောက်လောက်ပေါ့နော်တေဆုံခဲ့တာနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီတိုင်းမှာကလေးတွေရာဆိုရင်လဲကျွန်တော်တို့ PDF တွေနဲ့ဆက်ဆက်လို့ တပြည့်ရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံခြားသတင်းထောင်းနဲ့တွဲဆုံတဲ့ချိန်မှာအာချောင်းပြည်တော်မှာပြောင်းလဲမျိုးစားပြောတော့တာပဲဖြစ်ပါတယ်။သူပြောတဲ့ပုံစံရတော့ကျွန်တော်ပြည်သူပြည်သားတွေနဲ့ဒီလိုမျိုးတော်လိုင်းတဖို့မနေနဲ့စုစည်းပြည်တော်မှာပေါ့နော်ခြေဆက်တစ်ခုလုံးမိတယ်ဆိုရင်တော့မှသူတို့အနေနဲ့တပြည့်ခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးကိုအခုဆုံးပြောဆိုလာတာပြမကျွန်တော်ဘက်ကနေပြမသူတို့ပြောကြေးဆိုရင်တော့ဒီစခွေးနဲ့ပတ်သက်သူမှတပြည့်သူတို့တာသမီတွေလည်းရှင်းပြခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးတယောက်တော်တာပဲဖြစ်ပါတယ်။ ဘလိုပဲပြောပြောဒီဇွန်မဲလိန်ရပါဝင်ကြံတဲ့စစ်ကောင်းဆောင်တွေကနေပြည်မှာပြည်သူတွေကိုတက်ဖြတ်ဖို့ဆန္ဒရှိနေတယ်ဆိုတာကျွန်တော်တို့ဆိုရင်တွေ့နေရတာပြည်မှာဒီတော်လိုက်မှာစစ်ကောင်းစီရဲ့ဒီလိုမျိုးအောက်တန်းကြယုံမှလာတဲ့ကောက်ကျတဲ့နေရာတွေကိုကျွန်တော်တို့ဆိုရင်တွေ့နေရတာပဲဖြစ်ပါတယ်ပြည်သူတရားလုံးနေတဲ့လဲဒီတော်လိုက်မှာထက်ထက်ဝင်ပူပေါင်းပေါင်းရင်းနဲ့စစ်ကောင်းစီကိုအမျက်ပြက်ဖြိုချနိုင်ဖို့ပေါ့နော်တိုက်ထွေးရမယ့်ချိန်ရောက်နေပြီဆိုတာကိုကျွန်တော်တို့ခုဆိုရင်ကိုကိုကိုနဲ့မြင်နေရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့ကျွန်တော်တို့ channel ကပေါ့နော်စစ်ချောင်းမှုသူဖြစ်တဲ့ဗိုဒါဘောကနေပြည်မှာခရင်တပေါင်းစုတို့ ဘယ်တော့ဖွင့်စီနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောကြားထားတဲ့အလေးစစ်ပြတော့မှခြေလိုက်ရအောင်နော်အဲ့တော့ကျွန်တော်တို့ခုနကတော့ပြောသလိုမျိုးပေါ့နော်ဒါတစုတစည်းတည်းပြန်ဖြစ်ဖို့ကတော့ကျွန်တော်တို့နည်းနည်းကျွန်တော်တို့ခြိလန်းလန်းရအောင်မယ်ခြိလန်းလန်းရအောင်မယ်ဒါပေမဲ့ပေးကြတာတခုကတော့အချင်းချင်းပြန်မပြစ်တော့ဘူးအချင်းချင်းပြန်မပြစ်လို့လဲကျွန်တော်တို့ကအချင်းတူတွင်းနှမဒီလိုအောင်မြင်မှုရတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခုနကတော့ပြောလို့ဒီမျိုးတစ်ခုလုံးလုံးလုံးကျော်ယူထားတာစစ်တပ်ကဟိုအဲ့လောက်ထိမှမဟုတ်တာခုနကပြော BGF ကအများဆုံးတာဝန်ယူတာ ဒါပေမဲ့ဒီအပေါ်မှာကျွန်တော်တို့အချင်းချင်းနားမလည်ဘူးဆိုရင်ကျွန်တော်တို့ဘလိုနည်းနဲ့မှဒီလောက်ဒီအချိန်တိုတွင်းနဲ့မှကျွန်တော်တို့ဒီမသိမ့်ပိုက်နိုင်ဘူးမတိုက်ခတ်နိုင်ဘူးဒါဆိုရင်ကျွန်တော်တို့မြင်လို့ရတယ်ကျွန်တော်တို့တွေးလို့ရတယ်သိကြတာတခုကကျွန်တော်တို့ကဒီကာလမှာအချင်းချင်းနဲ့ယုံကြည်မှုတခုနဲ့တီဆောက်ပြီးတော့မှအချင်းချင်းနဲ့ပြန်မပြည့်ကြဘူးတစ်ဖက်မှာလည်းခုနကတော့ပြောကျွန်တော်တို့ကလှုပ်เสียရရှိတာကျွန်တော်တို့လှုပ်နေမှာပဲခုနကတော့ပြောအာနာရှင်ပြုတ်ကြရေးအာနာရှင်အညစ်ပြက်ရေးကိုကျွန်တော်တို့ကခုနကပြောဒါကျွန်တော်တို့သွားနေတာပဲ ဒါခုနကတချို့ဟာတွေကကျွန်တော်တို့အကုန်လုံးထုတ်ဖို့ပြောလို့မရတာတွေရှိတယ်ဒါပေမဲ့ခုနသေးကြတာခုကကျွန်တော်ပြောချင်တာကအာနာရှင်မြန်မြန်ပြုတ်ဖို့အတွက်ကိုကျွန်တော်အချင်းချင်းပြန်တိုက်နေလို့မရအောင်တိုင်းရင်းသားဒေသအသီးအသီးကလည်းခုနအချင်းချင်းတွေပြန်ထပ်ဖြစ်နေမယ်ဆိုအာနာရှင်ပြုတ်ကြရေးကိုကျွန်တော်ဒီဇိုင်းမဲ့သွားလို့မရအောင်သေးကြတာတခုကကျွန်တော်တို့အချင်းချင်းဟိုမတိုက်ဘူးတစ်ဖက်မှာလည်းကျွန်တော်အာနာရှင်ပြုတ်ကြဖို့အတွက်ကျွန်တော်ဒီဇိုင်းမဲ့သွားလို့ရမယ်ဒါကြောင့်မို့ကျွန်တော်တို့အချင်းချင်းပြန်မတိုက်ရင်ရပြီကျွန်တော်တို့သွားတဲ့လမ်းစဉ်ကသူ့ဘက်သူဆင်းတစ်ဆင်းတစ်နေ့နဲ့တစ်နေ့သူ့ဘက်သူဆင်းသွားလိမ့်မယ်ပြီးမှရည်တယ် ဟိုဒါဘောပြောတာလည်းလဲမှန်တယ်ပေါ့နော်ကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုတော့ကရင်ဖွဲ့တွေများစွာရှိနေတာပြည်ပမတ်တချို့တွေကစစ်ကောင်စီနဲ့အချို့သူစီးပွားတွေလို့ပြောမှပြည်သူတွေကိုခြံနေနေတဲ့အုပ်စုတွေလည်းရှိတာဖြစ်ပါတယ် BGF နဲ့ကျွန်တော် DKB လို့မျိုးဖွဲ့တွေကတော့ကျွန်တော်တာကပြောလို့ရတာပေါ့နော်ဘလိုပဲပြောပြောကျွန်တော်အနေနဲ့အခုဆိုရင်ဒီတော်လိုင်းရင်းမှာစစ်ကောင်စီကိုဖျောချဖို့ကျွန်တော်တိုင်းဒါလင်းနဲ့ကန်တဖို့ဝင်ရအောင်အလုံးစူးစီးညွှတ်စွာနဲ့တုံးတဲ့တူတိမြက်ပြည်တော်မှာတိုက်ခိုက်မယ်ဆိုတော့စစ်ကောင်စီကတော့အလွယ်တကူဖျောချနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ အန်ယူဂျီကပြောရေးဆိုခွင့်ပုဂ္ဂိုလ်သူဖြစ်တယ်ပေါ့နော်။ဥနေဘုံလန်းကနေပြီးတော့မှနိုင်ငံကားမီဒီယာတွေအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေကိုဒီတက်ပေါ်မှာကြဲကြဲပြန့်ပြန့်နဲ့ဖော်ထုတ်ပေးကြဖို့တောင်းပန်တောင်းဆိုထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။နိုင်ငံတကာအကူအညီတွေကိုတော့လက်ခံပြီးနိုင်ငံတကာသတင်းမီဒီယာတွေနဲ့ပြည်တွင်းသတင်းမီဒီယာတွေကိုသတင်းရယူခွင့်ပိတ်ပင်ထားတာဟာအကူအညီတွေကိုဒါလိုချင်ပြီးအဖြစ်မှန်တွေကိုမသိစေချင်တဲ့စစ်ကောင်စီရဲ့စိတ်ရင်းကိုလှဟပြနေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေအနေနဲ့မြန်မာနိုင်ငံအတွင်းမှာအမှန်တကယ်ဖြစ်ပျက်နေတဲ့သတင်းအမှန်တွေကိုနီလန်းမောင်းစုံနဲ့သတင်းရယူထုတ်လွှင့်တင်ဆက်ပေးနေတဲ့အတွက်ပြည်သူလူထုကိုစားအထူးပဲကျေးဇူးတင်ရှိပါတယ်။ Facebook ခံထားရတဲ့မြန်မာပြည်သူတွေရဲ့အသံတွေကိုလွတ်လပ်ပြီးတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းမီဒီယာတွေရဲ့အားထုတ်မှုကြောင့်သာကမ္ဘာကြီးကကြားခွင့်ရရမှာဖြစ်ပါတယ်။အချို့သောသတင်းမီဒီယာတွေမှာအသုံးဆွဲနေတဲ့အသုံးအနှုန်းအလွဲတချို့နဲ့ပတ်သက်ပြီးအကြံပြုတက်မှတ်ပေးလိုပါတယ်။မြန်မာနိုင်ငံမှာအကြံဖတ်စစ်တပ်ဟာ တရုတ်ဝင်အစိုးရခေါင်းဆောင်တွေကိုမတရားဖမ်းဆီးပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အစုအဖွဲ့ဖြစ်တယ်လို့သူတို့ကိုသူတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့အမည်ခံပြီးတော့ပြည်သူအာဏာကိုမတရားလုယူဖို့ကြိုးစားနေတဲ့နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ဇန်သူ the enemy of the state ဖြစ်ပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်ဆောင်ကိုယ်တိုင်ပါဝင်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာမြန်မာပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ညီပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရတရားမဟုတ်ပါဘူး။ မြို့သားညီမျိုးရဲ့အစိုးရ NUG ကသာလျှင်2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်အုပ်ချုပ်ရေးမှန်တိုင်းအစိုးရတည်းဖြစ်ပါတယ်ဒီလိုပဲပြည်အောင်လွတ်တော်ကိုစားပြုကော်မတီ CRPH ဟာ2020ရွေးကောက်ပွဲရလဒ်ကိုအခြေခံပြီးပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံရဲ့တရားဝင်ဥပဒေပြင်မှန်တိုင်းဖြစ်ပါတယ်မြို့သားညီမျိုးရဲ့တိုင်းပြည်ငံကောင်စီ NUC ဟာလည်းဒီဂျူရီလက်ဂျစ်တမေစီနဲ့ဒီဖက်တိုလက်ဂျစ်တမေစီရှိကြတဲ့တော်လန်ရေးအင်အားစုတွေကိုပေါင်းစုထားတဲ့တော်လန်ရေးတပ်ပေါင်းစုတစ်ခုဖြစ်ပါတယ်။ တရားတော်ဝင်အာဏာလူယူကိုစူးစမ်းနေတဲ့အကြမ်းဖက်စစ်တပ်ကိုဖယ်ရှားနိုင်ဖို့ပြည်သူဆန္ဒနဲ့အညီပေါ်ပေါက်လာခဲ့ကြတဲ့မြို့သားညီရင်းအစိုးရနဲ့တော်လှန်ရေးအင်အားစုတွေအားလုံးဟာဖြစ်ပြောင်းစနစ်ကောင်တော်လှန်ရေးတစ်ခုကိုနီလန်းပေါင်းစုံတုံးပြီးတော့ဆင်နွှဲနေကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာပြည်ရင်းစစ်ဖြစ်နေတာမဟုတ်ပါဘူး။တော်လှန်ရေးတရက်ဆင်နွှဲနေတာဖြစ်တယ်လို့ပြောလိုပါတယ်။အထက်ပါအချက်လက်တွေကိုထောက်ရှုပြီးတော့တရားဝင်မှုအပြည့်ရှိတဲ့တော်လှန်ရေးအင်အားစုတွေကိုအတိုက်အခံ opposition ဆိုတဲ့အတုံးနှုံးနဲ့အတုံးပြုတ်နေတာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့တော်လန်စစ်ပွဲတွေကိုပြည်တွင်းစစ်စစ်ဘောလို့အတုံးပြုနေတာလူသားညွရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့လက်နက်ကိုင်တော်လန်ရေးအင်အားစုတွေကိုအစိုးရအားပုံကန်သူ rebel လို့အတုံးပြုနေတာတွေကိုကန့်ကွက်ကြောင်းနဲ့ပန်ကန်သောအတုံးအနှုံးများနဲ့အတုံးပြုပေးကြဖို့မေတ္တာရက်ခံတိုက်တွန်းပြောကြားလိုပါတယ်ဒီမှာပေါ့နော်ဦးနေပုံလကနေပြီးတော့မှနိုင်ငံသားမီဒီယာသတင်းဌာနတွေအနေနဲ့ ကျွန်တော်တော်လိုင်းရဲ့ပတ်သက်ပြီးတော့မအသေးချာလေးရဲ့အုံလုံးတွေပြင်ဆင်ချဖို့ပြောဆိုထားဖြစ်တယ်။စကောင်စီကတော့ကျွန်တော်ခုချိန်ထိတည်ဝင်အစိုးရလည်းမဟုတ်သလိုဘယ်တော့ခါမှလည်းပေါ့နော်။အစိုးရဖြစ်လာမယ်ဆိုတာတော့ကျွန်တော်ပြောလို့ရတာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်ခုချိန်မှာတော့ NUG ပါဝင်ကျန်တဲ့တော်လိုင်းရဲ့ဖွဲ့စည်းတွေအားနဲ့ပြီးတော့မှစကောင်စီဖြိုချဖို့အင်တာရတဲ့နဲ့စ조사နေတဲ့အချိန်မှာနိုင်ငံတကာတင်းထောက်တွေနဲ့လည်းကျွန်တော်ဒီမြန်မာတော်လိုင်းမှာပူးပူးတွဲပြီးတော့မှလှုပ်ဆောင်နေကြတဲ့ပြည်သူတွေဘက်ကနေပြီးတော့မှမမမမရက်တိပေးရင်အဲ့ ျတို့ဒီမိုကရေစီရရှိတည်ရှိပေါ့နော်စ조사ပေးကြဖို့သူတို့ကနေပြီးတော့မှအဖို့ဆိုရင်မေတ္တာရက်ခံတောင်းဆိုထားကြတာပဲဖြစ်ပါတယ်ကျတို့ပြည်သူတွေဘက်ကနေပြီးတော့မှလည်းဒီလိုမျိုးအခက်ခဲပေါင်းစုံရှိတဲ့ကြားထက်ကနေပြီးတော့မှဒီချိန်နေထိရောက်အောင်ဝင်ဝင်ပြီးတော့မှ조사ခဲ့ကြတာမလို့ပေါ့နော်ကျတို့ရဲ့조사မှုတွေတဲထဲရေးတုံးမှာဖြစ်အောင်ဂျန်တဲ့ဒီနိုင်ငံတကာပဲပေါင်းစုံကနေပြီးတော့မှဝင်ဝင်ပြီးတော့မှ조사ကူညီပေးမယ်ဆိုတော့ကျတို့ကဘာကြီးရလို့ချင်နေတဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကိုပြန်လည်ပြီးတော့မှရရှိမယ်ဆိုတဲ့အကြောင်းကိုကျတို့ခုဆိုကြားရတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီဘောမရကွာအပါသမီးရနေပြီးတော့မှတကြံကာလအတွင်းမှာကျွန်တော်တို့ပြည်သူတွေကိုပျော်ခွင့်ပေးလိုက်ပါဆိုပြီးတော့မှပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းရေးပြတော်သားတွေနဲ့စစ်ကောင်စီကိုပန်ချထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဟိုလူတွေအကုန်လုံးက လေးနှစ်လောက်ရှိပြီပေါ့စိတ်တရားကြီးအများကြီးခံစားထားရတာပေါ့နော်ဒီချိန်မှာကလေးတွေကိုပျော်ခွင့်ပေးလိုက်ပါလိုက်ပြီးဘလိမ့်မနေပါနဲ့တော့ရေးပတ်ရင်ဒလန်တို့ဘာလို့မပြောပါနဲ့မုံရွာမြို့ပေါ်မှာဗီဒီယိုဖိုင်တွေတက်လာတယ်မြို့မုံရွာမုံရွာဆိုတာရမ်းဆိုးတဲ့နေရာเนาะ အဲ့ဒီမှာကြည်တကြံဆိုရင်တကြံလိုပဲပေါ့နော်ပြောရှင်စာနဲ့ကစားရပေါ့နော်ကျွန်တော်တက်ချုပ်ကြီးอ่ะကျမကျမရဲ့အမြင်ပေါ့နော်သူကတကြံမကစားဘူးဘာညာဆိုကျမတို့နိုင်ငံတကာကနေကျမတို့ကဒုက္ခရောက်နေတဲ့ဟာအခုညီအေးပေးဖို့အတွက်အဲအဲ့လိုအမိန့်ထုတ်တယ်လို့ကျမမြင်နေပေါ့ဒါပေမဲ့ကျန်တဲ့လူတွေကကြတော့လေကလေးတွေကိုပျောက်ခွင့်ပေးလိုက်ပါသူတို့စိတ်ထံရာတွေနဲ့လေ အဲ့မှာကျမမန္တလေးမှာတွေ့တယ်ဟိုဟာလေတိုက်ပြီးပြီးတော့ပေါ့ခေါင်းငါးချက်ချုပ်ထားတဲ့ကလေးလေးอ่ะလေတကြံမကြီးစော့နေအရန်ပြုံနေဒီအဲ့လိုမျိုးပေါ့အကုန်လုံးကိုပျော်ခွင့်ပေးလိုက်ပါအဲသူတို့တွေတနာပါပဲကလေးတွေလေပြီးရင်ရှိသေးတယ်ဟိုအလှတပ်ပုံတွေတင်တာမဟုတ်ပါဘူးရှင်အဲပြောစရာရှိတာကိုပြောတာလေဟိုတကြံဆိုလဲကျမတကြံအခါတော်နေဆိုနှုတ်ဆက်တာကျမတို့ရဲ့မဟာတကြံက အကျမတို့နိုင်ငံကစတင်နေတာလေဟိုအယူနက်စကိုမှာဝင်နေပေါ့ကျမတို့နိုင်ငံကစတင်နေတာအခုထိုင်းမှာဆိုရင်တွေ့လာဘယ်လိုလုပ်သွားလဲကျမတို့စီကဟာကိုအဲ့တော့ဒုက္ခရောက်နေတဲ့အချိန်ဆိုတော့အဲ့ဒါမြောင်းလိုက်အသုံးမချလို့လေနော်မုံနေပါလေဆိုကျမနိုင်ငံတိုင်းသားတွေလေအဲ့ဒါလေးအကုန်ခိုးသွားခဲ့ပြီအဲ့တော့ဟိုဗရက်တွေလေရှင်တို့တွေကိုယ်ွယ်ရာတပုံနေဖြစ်ပြီမယ်လေအခုရက်လို့မရတော့ဘူးလားရက်တင်နေပြီလေနော် အကလေးတွေကိုလည်းအခုချိန်ခဏလေးရက်ပြီးတော့ပျော်ခွင့်ပေးလိုက်ပါကွယ်။တိုက်နေတာတွေရက်လိုက်ပါတော့။ဘယ်လိုလုပ်ရက်လို့ရတော့မှာလဲမြောက်လိုင်းကနေပြီးတော့မှအဖြစ်ခက်ရဆဲတဲ့စပရမပြောဆိုထားတဲ့ကြားတဲ့ကနေကျွန်တော်တို့နေ့စဉ်တက်ဖြတ်နေတာကိုကြားတော့ပါနော်ဒီဘောမတွေကရေလုံလုံးပေးနေတယ်ဆိုတော့လည်းအလုံးလိုက်တည်ထားတာဖြစ်တယ်အခုလိုမျိုးကျွန်တော်တို့တက်ချန်ကာလာတွေမှာစစ်ကောင်စီကနေပြတော့မှပြည်သူတွေကပျော်ပွဲရှင်ပွဲလို့ပြတော့မှတာယာနေတယ်ဆိုတော့တဘောမျိုးကိုသူကနေပြတော့ဖန်တီးရယူချင်နေတာပြမနိုင်ငံတကာကနေပြတော့မှပါနော်ကျွန်တော်တို့ဒီတိုင်းပြည်အရဆိုရင်တော့ တကယ်ကိုဒီလိုမျိုးခက်ခဲဒုက္ခပေါင်းစုံအားနဲ့ပြတော့ကြော်လာနိုင်တယ်ဆိုတဲ့သဘောမျိုးပြသချင်တာပဲဖြစ်ပါတယ်။ဒီကြားထဲမှာမြောက်လိုက်ကနေပြတော့မှပြီသူတွေကိုအနည်းစင်နဲ့မြပုံချက်တာပြမယ်။ပြတော့မှသူကနေရွေးကောက်ပွဲတွေလို့ပြတော့မှပေါ့နော်။တရားဝင်လမ်းကြောင်းအားနဲ့ပြတော့မှအစိုးရဖြစ်ချင်းလုံးလုံးကိုဒီလိုမျိုးလှုပ်ဆောင်နေတယ်ဆိုတော့လည်းအလုံးလက်သိရှိထားကြတာမလို့ကျွန်တော်ခုချိန်မှာတော့တော်လန်ထိုးဆွေးတွေတော့မှမရတန့်ပဲနဲ့ခုဆိုရင်တက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာပဲဖြစ်တယ်။ဒီဘောမတွေဘယ်လောက်ပဲအောက်ကနေပြတော့မှအားချောင်းနေပါစေ။ကျွန်တော်ပြီသူတွေကတော့အခုဆိုရင်စိတ်ပိုင်းလောကဖြတ်ထားကြတာမလို့ ဒီတော်လိုင်းရဲ့ဆုံးဆုံးဒီပေါ့နော်မြောက်လိုင်းနဲ့သူတို့ပေါင်ပါတဲ့စုကိုဖြိုချမယ်ဆိုတော့ပြောလို့ရနေတာဖြစ်ပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ရဲဘော်ရှန်လေးကနေပြီးတော့ဖလမ်းမျိုးတိတ်တက်ဖွဲမှာကျွန်တော်ဒီကြာဆုံးသွားတဲ့ပေါ့နော်ရဲဘော်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စစ်ပြီးတော့ကြည့်လိုက်ရအောင်နော်။ဖလမ်းမျိုးတိုက်ပွဲမှာဂျမဖတ်စစ်ခွေးတက်ဒါအင်းအား200ကျော်ကိုကျွန်တော်တို့အရှင်ဖမ်းမိခဲ့တယ်ဆိုတာကိုလည်းကျွန်တော်မြင်ပါတယ်ကြားရမှာဖြစ်တယ်ပြီးတော့ကျွန်တော်ရဲဘော်လူငယ်တွေဟာလည်း 89ရောက်အထိကြာဆုံးခဲ့တယ်ဆိုတာကိုလည်းကျွန်တော်မိပါတယ်ကြတိရမှာဖြစ်တယ်အများကြီးပဲเนาะအဲ့ဒီစစ်စင်ရေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့သုံးသပ်ကြည့်အောင်ပါချင်းကြီးတော့မာမိတ်တပွဲဝင်နေ9လကြာဖလန်မျိုးသိစစ်စင်ရေးမှာတော်လိုင်းရေးတပွဲဝင်ရဲဘော်ရဲမေ89ဦးကြာဆုံးခဲ့ရပါတယ်မာမိတ်တပေါင်းစု18ဖွဲ့ပါဝင်ခဲ့တဲ့ဖလန်မျိုးသိတိုက်ပွဲလို့ကျွန်တော်တို့တည်ထားရတယ် 2024ခုနှစ် November မှာစတင်ပြီးတော့2025 April 9ရက်နေ့မှာပြီးတဲ့တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့အောင်ချင်းငှက်တို့ရဲ့အောင်ပွဲပါဟုတ်ပါတယ်ကြာဆုံးသူစုစုပေါင်း69ဦးမှာချင်းချင်းတော်တပ်ဖွဲ့ဝင်တွေရဲ့ရဲဘော်56ဦးပါဝင်ပြီးတော့အင်ရှင်အဖွဲ့အစည်းဖြစ်တဲ့ CMDF ကသူနာပြုတ်2ဦးအပါအဝင်ရဲဘော်40ကြာဆုံးခဲ့တယ်လို့သိရပါတယ် ။ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ပြန်ရလိုက်တာကအဲမှာဖတ်စစ်ခွေးတက်စစ်တုံဘန်းကအရှင်အကောင်200ကျော်ပြန်ရရှိခဲ့တယ်ပြီးတော့ခလာယာ268တက်ကနေပြီးတော့လက်နက်ခဲရန်အများအပြားသိစီရမိခဲ့တယ်ဒါကိုလည်းကျွန်တော်မြင်ပါတယ်မှတ်မိအောင်မယ်ယူဆပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မာမိတ်တော်လန်သောလူငယ်တွေ33ဦးအထိဖလန်းမြို့တိုင်းတိုက်ပွဲမှာပြစ်ဆက်ခဲ့ရတယ်လို့ကျွန်တော်တို့ ိလို့ရပါတယ်ဟုတ်ပြီအဲ့ဒီမှာ BNR တွေကဂျဲပေါ်နှစ်ဦးကြာဆုံးခဲ့ရတယ်ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့သူကတော့နှစ်ဦးခြေနှစ်ဖက်လုံးဆုံးရှုံးသွားတဲ့သူကနှစ်ဦးပြီးတော့ကျွန်တော်တို့လက်ချောင်းဆုံးရှုံးသွားတဲ့သူကတဦးနဲ့ပြင်းထန်တဲ့ထိခိုက်ဒဏ်ရရှိခဲ့သူ၃ဦးဒါက BNR တွေဘုန်းကားတပ်ဖွဲ့ကလူငယ်တွေဒဏ်ရရှိခဲ့တာဖြစ်တဲ့ပြီးတော့ကလေးခရိုင် ပကဖာကရဲဘော်တဦး အဲ့ဒီရဲဘော်ဟာအသက်၁၈နှစ်ပဲရှိသေးတဲ့လယုံတက်ကရဲဘော်ညီငယ်လေးဖြစ်ပါတယ်။ပြင်းထန်တဲ့တန်းရရှိခဲ့သူ10ဦးရှိပါတယ်။ပြီးတော့ UG ကလေးအဖွဲ့ကပဲ9ဦးထိအဲရရှိခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်။ပြီးတော့96 soldiers PDF ဆိုတော့96 soldiers PDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့တပ်ခွဲမှုအပါအဝင်ရဲဘော်2ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့သက်ဆုံးရှုံးခဲ့ရတယ်။ Nandisi Soldiers ဆိုတာအညာကကျွန်တော်တို့တပ်ဖွဲ့ဝင်တွေပါ။ကျွန်တော်တို့အညာသားကြီး Nandisi Soldiers ရဲ့အညာတပ်ခွဲမှုသူ့ရဲ့အမိကရဲဘော်အစဲဖြစ်ပါတယ်။သူကကြာဆုံးခဲ့ရတယ်ပြီးတော့ရဲဘော်နှစ်ဦးကကိုလက်အင်ကဆုံးရှုံးခဲ့ရတယ်ပြီးတော့မြင်းကျန် Blood Tiger ကျွန်တော်ရဲ့တငယ်ချင်းမြင်းကျန်ရဲဘော်လူငယ်တွေဟာခုနှစ်ဦးထိ ညမြစွာအသက်ပေးသူခဲ့ရတယ်။ပြီးတော့ကိုလက်အင်ကဆုံးရှုံးခဲ့ရတဲ့သူတွေကတော့အယောက်30အထိရှိတယ်လို့ညံဘလက်တိုက်ကရဲ့ထုတ်ပြန်ကြေညာချက်တွေမှာပြရပါတယ်။ဒီမှာရေဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်ကြားသိရတဲ့လောက်တော့ဖလန်မျိုးတိန်တဲ့ပွဲမှာငါလာတာကျွန်တော်တက်ပွဲကာလာတွင်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ရေဘော်လူငယ်တွေကတော့69ရောက်တိရှိခဲ့တယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာ69ဖွဲ့ပါတယ်ပေါ့နော်။ မမေပူပေါင်းတဖို့ဝင်ရတယ်ပြီးတော့မှသူတို့ကြဆုံသွားတဲ့ရဲဘော်တွေရဲစင်းရင်တွေကိုတီချန်တွေကိုထုတ်ပြန်ထားတာပြီးတော့မှကျွန်တော်တို့ဒီလိုမျိုးအသက်သွေးချွေးပေါင်းများစွာပေးဆက်ထားပြီးတော့မှရဲယူနိုင်ခဲ့တဲ့ဖလားမျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးရဲဘော်တွေရဲ့ပေါ့နော်အနစ်နာခံမှုကိုအလေးထားပြီးတော့မှမြို့ကိုကောက်ွယ်ဖို့ကျွန်တော်တို့မှာတာဝန်ရှိတာဖြစ်တယ်လို့လာရှုံမျိုးလို့မဖြစ်အောင်ကျွန်တော်တို့ဘက်ကနေပြီးတော့မှပေါ့နော်အဆုံးဆုံးဒီကိုယ့်ရဲ့ကိုယ့်မြေကိုယ့်ဒေသကိုကောက်ွယ်ဖို့လိုတဲ့အကြောင်းလဲမြို့ပြည်သူတွေကနေပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုမျိုးလေးလွတ်စွာပဲ အဆုံးရှုံးမခံတော့ဘဲနဲ့ကျွန်တော်တို့တင်ပြထားတဲ့မျိုးတွေကိုဆက်လက်ပြီးတော့မှစီမံအုပ်ချုပ်သွားနိုင်ဖို့အားလုံးကနေပြီးတော့မှဝိုင်းဝန်းစ조사နေကြတာဖြစ်လို့ကျွန်တော်ကြံတဲ့ပေါ့နော်မထိန်ချိုးရရသေးတဲ့တည်တည်ထန်တလာဟာခါစားတဲ့ချင်းမိတွေကသုံးမျိုးလည်းဒီနေ့အကုန်ပါပဲအပြစ်တတ်တင်ပတ်နေဖို့조사သွားမယ်ဆိုပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့အစားပိုင်းမှာဆိုတော့တော်လိုင်းရေးတဖွဲ့အတီတီကနေပြီးတော့မှသူတို့ရောက်ရာ data နေရာတီတီမှာအချင်းချင်းညီရွှေဆောင်နဲ့တိုက်ပွဲတွေပုံဖော်နေကြတာမလို့မကြခင်မှာတော့ဒီတစ်ပို့ပြီးတော့မှအကောင်းမွန်တဲ့ ကျွန်တော်အောင်ပွဲသတင်းတွေလည်းကြားမယ်ဆိုတဲ့အကြောင်းပြောရနေကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့ပါပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မိဘပြည်သူများအားလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကြားမှချင်တဲ့ပြေဆုံးပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့တဘောဘေးရနေမျိုးမျိုးနဲ့ကင်းဝေးပြီးတော့မှတာရဲချမ်းတဲ့ညလေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။